အားလုံးပဲမင်္ဂလာပါဒီကနေ့ကနောက်ဆုံးရအခက်စားသတင်းတွေကိုကြားမယ်ဆိုရင်တော့ဒီမှာသရက်အတင်းကတော့ Manchester City တင်းရဲ့ Norway တိုက်စစ်ကစားသမားဖြစ်တဲ့ Alan Haaland ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပြီးတော့မှ Francesca ဖော်ပြထားတယ်အဓိကတော့ကျွန်တော်တို့နီးပြတဲ့အာဇာဘီအလွန်ဆိုလက်ထက်မှာကလပ်အသင်းနဲ့အဆင်မပြေမှုတွေရှိနေတယ်။ဘရာဇီးတိုက်စစ်ကစားမဖြစ်တဲ့ Vinicius ရဲ့နေရာမှာအစားထိုးနိုင်ဖို့ Real Madrid အသင်းက Alan Haaland ကိုခေါ်ယူဖို့စိတ်ဝင်စားတာဖြစ်ပြီးတော့မှလက်တလုံးမှာတော့ Haaland ကို ဒါလာလီဂါပြိုင်ဘက်ကလပ်အသင်းဖြစ်တဲ့ဘာစီလိုနာအသင်းကပါအပြိုင်ခေါ်ဖို့စိတ်ဝင်စားနေတာလည်းဖြစ်တယ်။ဒါပေမဲ့လို့မန်ချက်စတာစီးတီးအသင်းကတော့ကစားသမားကိုကာလာရှေစာချုပ်အသစ်ထပ်တိုးထားပြီးတော့မှပြောင်းရွှေ့ခြင်းနဲ့ယူရိုတန်းနေရာချုပ်ပေးရမယ်ဆိုပြီးတော့မှမန်ချက်စတာစီးတီးအသင်းဘက်ကတော့ဖော်ပြထားတယ်။ဒါပေမဲ့ကျွန်တော်ရီယယ်မက်ဒရစ်အသင်းက ါကျွန်တော်ကွင်းလယ် option အနေနဲ့အာကျွန်တော် Crystal Palace တင်ရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ဝါသုံကိုခေါ်ယူဖို့စိတ်ဝင်စားနေစေပဲဖြစ်ပြီးတော့မှအဓိကတော့ကလပ်တင်ကထွက်ခွာသွားတဲ့ Tony Cruz ရဲ့နေရာမှာအစားထိုးနိုင်ဖို့ကာလရှင်ပြတ်မှတ်အဖြစ်ဝါသုံကိုခေါ်ယူဖို့ရမတူရဲ့အသင်ဘက်ကစိတ်ဝင်စားနေတာလည်းဖြစ်တယ်လေဘဘူးအတင်းကတော့လက်ရှိမှာကျွန်တော်တို့ကလပ်တင်းနဲ့ဗောလေစာချုပ်အတိတ်ထပ်ပတိုးနိုင်သေးတယ်ပြင်းတဲ့နောက်ခံကစားသမားဖြစ်တဲ့ခိုးသားတဲ့ရဲ့နေရာမှာအစားထိုးနိုင်ဖို့နောက်ခံ option တွေကိုပြတ်မှတ်ထားနေပြီးတော့မှလက်ရှိမှာ ဒါ sporting lisbon အတင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ omanis ကိုခေါ်ယူဖို့ liverpool အတင်းဘက်ကစိတ်ဝင်စားနေတယ်ဆိုပြီးတော့မှ football insider ဖော်ပြထားတယ်ပထမတော့ maga ရဲ့ဖော်ပြချက်အရဆိုရင် manchester united အတင်းက chelsea အတင်းတောက်လျှောက်စိတ်ဝင်စားနေတယ် juventus အတင်းရဲ့ကစားသမားဖြစ်တဲ့ kinans ကိုခေါ်ယူဖို့စိတ်ဝင်စားလာတယ်ဆိုပြီးဖော်ပြထားတယ်ဒါပြင်ကျွန်တော်တို့ချက်စီအတင်းကန်လန့်နဲ့ပြောင်းရွှေ့ခြင်းပမာဏထက်ယူနိုက်တက်အတင်းကဂျူပီတာအတင်းကိုပို့ ပို့ပြီးတော့ဗောလေဒါပေးတော့မှဖြစ်ပြီးတော့မှပြောင်းရွှေ့ခြင်းနဲ့ယူရို390လောက်ထိ United သင်ကပေးချေဖို့စိတ်ဝင်စားတာဖြစ်ပြီးတော့မှဒါကျွန်တော်တို့ဗောလေကစားသမားကို January Transfer Window မှာ United သင်စီအရာခုကိုဂျိုးပန်သွားမယ်ဆိုပြီးဖော်ပြထားတယ်။ဒါပြင်ကျွန်တော် United သင်ကတကယ်လို့ဒါကလပ်သင်းရဲ့ဗောလေအပေါ်တူဂီကွင်းလေကစားသမားဖြစ်တဲ့ Bruno Fernandes အနေနဲ့ United အသင်းကိုစွန့်ခွာသွားခဲ့မယ်ဆိုရင်တော့ Bruno Fernandes ရဲ့နေရာမှာအစားထိုးနိုင်ဖို့ကစားသမား option ကိုပြတ်မှတ်ထားရှာဖွေသွားမှာမဟုတ်ဘဲနဲ့ ကလတ်တင်းရဲ့အကယ်ဒမီဒရက်လူငယ်ကစားသမားဖြစ်တဲ့ခိုဘီမိန်နုကိုသာနေရာပေးသွားမယ်ဆိုပြီးတော့မှမန်ချက်စတာ Evening News ကဖော်ပြထားတဲ့အာဆင်နယ်တင်းကတော့ကလတ်တင်းရဲ့ဘရာဒီတောင်ဝင်ကစားသမားဖြစ်တဲ့မာတီနယ်လီကိုရောင်းချသွားနိုင်ပွဲရှိပြီးတော့မှမာတီနယ်လီကိုရိုင်းကလည်းတစ်ချိန်ကြာရင်ဒါကျွန်တော်ဘရာဒီကိုပြန်ပြီးတော့မှဘရာဒီကလတ်တင်းတင်းကိုပြောင်းရွှေ့ကစားချင်တယ်ဆိုပြီးတော့မှ Fabrizio Romano ကဖော်ပြထားတဲ့ ဝဟအသင်းရဲ့ကစားသမောင်းဖြစ်တဲ့အန်သိုနီကတော့လက်ရှိမှာပေါ့လေအန်သိုနီကလက်ရှိမှာအာကျွန်တော်တို့ကလပ်သင်းတရားဝင်လမ်းခွဲထားပြီးတော့မှအသင်းလက်မဲ့ဖြစ်နေတဲ့အနေအထားဖြစ်တယ်ပြီးခဲ့တဲ့ရာသီတုန်းကကျွန်တော်တို့ပေါ့လေကစားသမားကအခါအစီအစဉ်ဖြစ်ခဲ့တဲ့အချိန်တွေကြောင့်မလို့ဝမ်းတဲ့ပွဲစဉ်တွေကိုလွဲချော်ခဲ့ပြီးတော့မှအနွေရည်ထရန်စပါဝင်းဒိုးတုန်းကတော့ကလပ်သင်းနဲ့လမ်းခွဲထားတဲ့ကစားသမားလည်းဖြစ်တယ်ဒါမှမဟုတ်လက်ရှိမှာတော့ brand phone အတင်းနဲ့ training စင်းနေတယ်ဆိုပြီးတော့မှာ sky sport ကဖော်ပြထားတယ်ဒါပေမဲ့လို့ကစားသမားတော့ brand phone အတင်းဒီပေါ်လေဒါကျွန်တော်ပြောင်းရွှေ့သွားမှာမဟုတ်ပဲねသူသူ့ရဲ့ကြောက်ခိုင်မှုရပြေဝလာခဲ့ရင်တခြားသောကလပ်အတင်းကိုသာပြောင်းရွှေ့သွားမယ်ဆိုပြီးဖော်ပြထားတယ် chelsea အတင်းကတော့နိုရာဒီတုံးကပေါ်လေတောက်လျှောက်လိုက်ခဲ့တယ် ac milan တဲ့ goal မှာဖြစ်တဲ့ minos ကိုအာကျွန်တော်တို့ပေါ်လေလက်ရှိမှာလည်းစိတ်ဝင်စားနေစေပဲဖြစ်တယ်ဆိုပြီးတော့မှာသိရတယ်ပေါ့လေအဓိကတော့ကစားသမားကိုရိုင်းကလည်းနိုရာဒီ transfer window တော့က Chelsea အသင်းကိုပြောင်းရွှေ့ဖို့ဆန္ဒရှိခဲ့တာဖြစ်ပြီးတော့မှ AC Milan တင်းရဲ့ပြောင်းရွှေ့ချေပေါ့လေဈေးကင်မှုကြောင့်ဒီပေါ်လေအပြောင်းရွှေ့က transfer window ကအဆင်မပြေခဲ့တာလည်းဖြစ်တယ်ဒါမဲ့လို့လက်ရှိမှာတော့ Chelsea အသင်းကအသင်းရဲ့ဂိုးသမားဖြစ်တဲ့ကျွန်တော်တို့စမ်းချက်ကိုဖိအားပေးနိုင်ဖို့ဒါကျွန်တော် AC Milan ဂိုးသမားကိုခေါ်ယူဖို့ကြိုးပမ်းသွားအောင်မယ်ဆိုပြီးတော့မှ Porto's လန်ဒန်ကဖော်ပြထားတယ်ပေါ့လေဆိုတော့ ကျေးဇူးပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုရမှတ်ခြင်းအားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်